စည်ရေးပြတ်မှတ်မဟုတ်တဲ့ကြောင်ဈေးနဲ့ဈေးရုံတွေကိုဘုံကျဲလို့လူစုလိုက်ပြုံလိုက်တိတ်ဆုံးခဲ့ရပြီးနောက်တာဝန်ရှိတဲ့လေတပ်အရာရှိနဲ့မိသားစုဝင်တွေကိုနေပြည်တော်နေမြေတွင်လာရောက်နေထိုင်ကြဖို့စစ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါဗျ။တပင်းရင်မြို့နယ်အိုထိန်တွင်းရွာရှိကျောင်းသားကလေးငယ်တွေအပါအဝင်အပြစ်မဲ့ရသားပြည်သူတွေလေကျောင်းကနေဘုံကျဲခြင်းကြောင့်အစုလိုက်ပြုံလိုက်တိတ်ဆုံးခဲ့ရတဲ့အတွက်အဆိုပါလုံရက်ကိုစစ်ကောင်စီနဲ့လေတပ်အရာရှိတွေ တာဝန်ခံရမယ်လို့တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်တော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေထွက်လာပြီးနောက်စစ်ကောင်စီကလေတပ်မိသားစုဝင်တွေကိုတရင်ဌာနချုပ်တွေနဲ့နေပြည်တော်မှာပြောင်းရွှေ့နေထိုင်ကြဖို့အမိန့်ထုတ်ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။လေတပ်မိသားစုတွေကတက်ထဲမှာလိုက်နေတာလည်းရှိတယ်၊မနေတာလည်းရှိတယ်။တက်စခန်းဌာနချုပ်တွေမှာရောက်နေတဲ့သူတွေအားလုံးကိုယ့်ရဲ့မိခင်တက်တွေမှာပြန်နေဖို့ပေါ့ တကယ်လို့မိခင်တန်ရင်တွေမှာမနေခြင်းဘူးမနေဖြစ်ဘူးဆိုရင်လဲနေပြီးတော့ကောင်းစီနေမြေထဲမှာလာနေဖို့ဆိုပြီးကကလေကကွယ်ဦးစီးချုပ်လေယုံကနေထုတ်ပြန်ထားတယ်လို့သိရပါတယ်လို့ CDM စစ်သားဗိုလ်ကြီးစင်ရောက AR Times ကိုအတည်ပြုပြောပါတယ်စေကောင်စီဟာပြီးခဲ့တဲ့မေလ10ရက်နေ့ကစကိုင်းတိုင်းတပရင်မြို့နယ်အိုထိန်တွင်ကျေးရွာစတင်ကျောင်းကိုလေကျောင်းကနေကလစတာဘုံတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်ရှင်နှစ်ကနေ18နှစ်အတွင်း ကလင်းငယ်22ဦးနဲ့ဆီယမား2ဦးတို့တေဆုံးခဲ့ရပါတယ်။အဆိုပါတေဆုံးမှုကိုစစ်ကောင်စီဘက်က၎င်းတို့လက်ချက်မဟုတ်ကြောင်းပြောင်းကြကြညှင်းဆိုခဲ့တဲ့အပြင်စစ်တပ်ထောက်ခံဝါရဖြန့်သူတွေကလူမှုကွန်ရက်စာမျက်နှာနဲ့ Telegram channel တွေမှာတွန်လိုင်းတက်ဖွဲ့တွေကိုအပြစ်တင်လွှဲချပုံဖြတ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီကဧပြီလအတွင်းတပိတ်ချင်းမြို့နယ်အတွင်းရှိရေထွက်နဲ့လိမ့်ကျကျေးရွာတွေကိုနေစဉ်ဘုံကျဲတိုက်ခိုက်ခဲ့လို့ ကလင်းငယ်တွေအပါအဝင် လူပေါင်းဒါဇင်ကျော်သေဆုံးခဲ့ရပါတယ်။စီရေးပြင်းမမဟုတ်တဲ့နေမီတွေကိုစစ်ကောင်စီကဖျံအပြင်းဘုံတွေ၃မီ၄ချောင်းတိုက်ခိုက်ပြီးနောက်၎င်းတို့နေတဲ့အရာရှိတွေကိုပုံမလုံကြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကပြည်သူနဲ့၎င်းတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခွဲခြားပြီးပြည်သူလူထုကိုနေစဉ်ပုံကျဲတက်ဖြတ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ်တယ်လို့စစ်ကောင်စီရဲ့လုံရက်တွေအရသိရပါဗျ။